အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စာဖတ်သူဒူရတင်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆိုရေးသားထားတဲ့စောရတပင်းဝတ္ထုတွေမှာဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပင်းရန်ကုန်မှမန္တလေးသို့ညနေ၄နာရီတာတာတွင်ထွက်ခွာမီဖြစ်သောမိရထားကြီးကပလက်ဖောင်းနံပါတ်၁ဘေးတွင်တည်ငြိမ်စွာခရီးသည်များကိုစောင့်စားနေတယ် ကုံတယ်များရိုးရိုးခရီးတယ်များနဲ့ဆိုင်းရဆိုင်းရလိုက်ပို့သူများမှာဘူဒါပလက်ဖောင်းပေါ်တွင်ပြည်ညံနေတယ်။တီးတံပြုလုပ်ထားသော တွဲခမ်းများမှာလည်းစားရွက်ကပြားအသီးသီးတွဲလောင်းခူရည်နေကြတယ်။ဒုတိယခန်းတခန်းတွင်ကဦးကျက်မွန်ဦးတိန်ပုတ်ဦးခင်အေးမစ္စတာဂျွန်ဆန်ဟူသောနာမည်လေးဦးတက်ထားတယ်။တီးတံလောက်ရ၌ပတ်စံလေးပဲမျှအပူကုန်ကြတော့လဲ။ တာမန်ခရီးသည်များကဲ့သို့တေပြေးရှင်ပြေးမလာရဘဲရထားထွက်ချိန်နီးမှ ရောက်လာကမိမိနေရာတွင်အခန့်သားလိုက်ပါနိုင်သော အကျိုးတရားကိုခံစားနိုင်တယ်။မိရထားထွက်ရန်10မိနစ်ခန့်လိုသောအခါ private car တစ်စီးကဘူရာဝရင်ထိုးရက်လေတယ်။ကားလေရင်တစ်မျိုးကားနောက်မိရင်တစ်ဖုံအမိုးပေါ်တွင် တချို့တင်လာသောပစ္စည်းများက ကူလီ၄-၅ယောက်လက်မလဲအောင်တည်ယူကြရတယ်။ အသက်30ခန်းနဲ့40အတွင်းရှိလူ3ယောက်ဒီလဲပြုံးပြုံးရွှင်ရွှင်နဲ့ဘူဓာထဲသို့ဝင်ခဲ့ကြတယ်။၎င်းတို့ကဘူဓာထဲသို့ရောက်ကြသောအခါဒုတိယရန်တွင်ကတ်ထားသော ကပ်ပြားကလေးများကို လိုက်လံဖတ်ရှုနေကြလေတယ်။3ယောက်အနက်တစ်ယောက်မှာအင်္ဂလိပ်စာကိုနာမည်လောက်ကောင်းစွာဖတ်ရှုနိုင်သောအရေးအချင်းရှိဟန်တူတယ်။ Here here I say ဒီမဲ့တွေ့ပြီဗျို့ ကပ်ပြားကို လက်ကကင်ရင်အဖော်များကိုခေါ်တယ်။အဖော်များကလည်းအနီးသို့တိုးလာကြကကူလီကလားများအားသူတို့ရဲ့ပစ္စည်းများကိုတင်ကြစေတယ်။လေးယောက်သာစီနိုင်သောအတွဲခန်းတစ်ခုလုံးပြည့်ကျပ်သွားတော့တယ်။တနေရာ၌မစ္စတာဂျွန်ဆန်ဟု စီစည်းအဖြူနဲ့ရေးထားသောတရေအိတ်ကြီးတစ်လုံးမှာသူ့ရဲ့သခင်ကိုစောင့်စားနေတယ်။တော်သေးရဲ့ဗျာ။ကာပြားလားကက်ကတယ်လားကျုပ်တို့တွေမှာပါလာသေးတယ်။ ဗမာဆိုရင်ကျုပ်တို့လွတ်လွတ်လပ်လပ်ပြောရမှာမဟုတ်ဘူး။ထို့အတွင်း၎င်းတို့နှင့်တီဟောင်းကျွမ်းဟောင်းများလည်းလာရောက်နှုတ်ဆက်ကြတယ်။ဧည့်သည်လူရှင်တယောက်ကခမရလူဒီအပတ်လဲပွားတာပဲလား။ဒါတော့ထုံးစံအတိုင်းပေါ့။ခုတယောက်ကမရှက်မကြောက်ပြောတယ်။ထို့အတွင်းမိရထားထွက်ရန်ပထမခေါင်းလောင်းထိုးလေတယ်။ရထားထွက်တော်မယ်။ဒီဘူကောင်ကမလာသေးပါပဲလား။ ပိုင်လဲကျုပ်တို့ကြီးလွတ်လွတ်လပ်လပ်ပြောရတာပေါ့ခမညာမိယထာခေါလောင်ကဒုတိယအကြိမ်တီးပြန်တယ်ကပ်ဘူကအလန့်စိမ့်ပြနေတယ်ယထာလဲတရွေ့ရွေ့ထွက်ခွာသွားတယ်ထိုအခါကျမှအယံမြင့်မြင့်ဘောင်းမီဖြူအရှိအင်းကြီးဖြူအရှိချာလီနှကမ်းမွေးမျက်မှန်ညိုနဲ့ဘိုကာပြားတယောက်ကထိုအခန်းသို့ပြေးတက်လိုက်ပါလာလေတယ်တွေ့ချင်း၌ကား တစ်ဖက်တွင် လူတစ်ယောက်ကားကားဆန်၍လဲလျောင်းနေတယ်။အခြားတစ်ဖက်တွင် လူနှစ်ယောက်ထိုင်နေတယ်။ပစ္စည်းများကတောင်ပုံရာပုံဖြစ်နေတယ်။ဘူကာပြားကထိုင်စရာနေရာမရှိသဖြင့်အင်္ဂလိပ်ဘာသာဖြင့်ယဉ်ကျေးစွာ ထိုင်စရာနေရာတစ်ခုရပါရစီခမညာ။ဖူပြောရာ အင်္ဂလိပ်စကားတက်လဲလျောင်းနေသူက နေရာမှထထိုင်ပြီး Here here you can sit down I am very pain We is in HRV attend meeting over 14 days. So we is very pen. Now sorry man, sit down. ဟူ၍ကြပြောက်ကချာပြောလိုက်ရာကာပြားလဲထိုသူများမမြင်အောင်ပြုံးပြီးနေရာလွတ်တွင်ထိုင်လေတယ်။ထိုအမတ်ကပင် Where you are going now Mr. ဟူမေးသဖြင့်ကာပြားကမေမျိုးကိုသွားမလို့ခမ ्या ဟုကောင်းစွာပြန်ပြောလေတယ်။အခြားအမတ်နှစ်ယောက်မှမူ အင်္ဂလိပ်စာတတ်သူတို့အမတ်ကိုကျေနပ်နေကြတယ်။တယောက်ကခမပါလို့သားဗျာကျွန်တော်တို့ဖြင့်အယူဖြစ်မှာပဲသူခေနေသူဆိုတော့အင်္ဂလိပ်စကားဟာအသုံးကျသားပဲဘာခင်းရင်ဒါလိုက်နေရောဗျာကျုပ်တို့ဟာမင်းတိုင်မဲ့မတ်တွေပဲအစည်းအဝေးရက်40ကျော်တက်လာရလို့ညောင်းညာတဲ့အကြောင်းပြောလိုက်တာပါပဲပထမလူလေကအသားရည်ရည်ပြောလိုက်လေတယ်ကျွန်တော်တို့အစည်းအဝေးတက်တဲ့အထဲဒီတစ်ခါစိမ့်အရှိဆုံးပဲဗျာ ပြပွဲကဆိုနှစ်ခုငင်းပွဲလဲလကားကြည့်ရသေးတယ်။ကန်တော်ကြီးခါနီဗယ်မှာလဲပျော်ရသေးတယ်။မြို့ထဲမှာလဲအတော်ပျော်ကြရတာပဲ။ကိုပစံလေးကိုဆိုရင်ဒီလောက်တောင်ပျော်ရမှာမဟုတ်ဘူး။မောင်မင်းကြီးသားများကျေးဇူးကြောင့်တပြားမှမကုန်လို့တာပြီးပျော်ရတာပဲ။အခုဒုတိယရန်စီးရတာတော့နှမျောသားဗျာ။အမတ်ဆိုပြီးဒီလောက်တော့စီးမှာပေါ့ဗျာ။တတိယရန်ကစီးရင်တရင်စာတွေကဝိုင်းဆော်မှာပေါ့။ ။ပိုလူပါချခံရတော့ကဘလောက်ရေးလာကြသလဲ။ပထမတန်းနှစခရီးစရိတ်ထုတ်ပြီးတတိယတန်းကသွားတော့အမတ်တဲ့။ဟာစုံလို့ပဲ။အမတ်တယောက်ကရန်ကုန်ကမန္တလေးအထိအရှုံးအမြတ်တွင်နေတယ်။ရန်ကုန်မှမန္တလေးအထိပထမတန်းအတွက်မိရထားက45ကျပ်ကိုပဲဖြစ်ရာခရီးစရိတ်နှစ်ဆထုတ်ပေးသဖြင့်အသွားအပြန်182ကျပ်၄ပဲဖြစ်တယ်။ တတိယရန်စီရိတ်မှာ22ကျပ်12ပဲ6ပိုင်ဖြစ်ရာအမှန်ကုန်ကြငွေက45ကျပ်9ပဲဖြစ်သဖြင့်132ကျပ်17ပဲမြတ်နေသေးတယ်။အကြိမ်ပြီးတတိယရန်ကစီးလီရင်မိရထားကားကို9ကျပ်10ပဲ6ပိုင်မြတ်ဖြစ်ရာ အသွားအပြန်14ကျပ်3ပဲသာကုန်ကြ၍168ကျပ်6ပဲမြတ်မီဖြစ်တယ်။ အမြတ်ငွေ31ချက်6ပဲနဲပါသွားသည်ကိုနှမျောလျက်ရှိလေတယ်။သူကြတွင်၎င်းတို့မှာအမတ်လာက250ချက်အဖြစ်နေရွယ်တစ်နေ့15ချက်လဲရရှိကြသေးရာအစည်းဝေးတက်ရသောရပောင်း40ကျော်အတွက်လဲနေအတွက်600 900နီးပါးထုတ်ခဲ့ကြရတယ်။လွတ်တော်တရက်စည်းဝေးသည့်အတွက်နေ့စဉ်ငွေ2000နီးပါးကုန်ကျခဲ့ရာရပောင်း40ကျော်အတွက် တိုင်းပြည်စင်ရသားများရဲ့အခွန်ငွေမြှောက်ကုန်တီကို ၎င်းတို့စဉ်းစားကြသည်မဟုတ်၎င်းတို့ငွေရာရေးအတွက်သာစဉ်းစားနေကြသူများဖြစ်တယ်ဒါယာကီခင်းနဲ့ဆိုင်ရင်ကျွန်တော်တို့အများကြီးဟန်ကြပါသေးတယ်ဗျာပိုတော့ငါဆိုရင် အမှတ်၄၅၀၀ငွေစုပြီးအခန်းတစ်ခန်းငါကိုယ်တိုင်ချက်ပြုတ်စားစီပလင်းလေးလက်ကဆွဲဝယ်သူကဝယ်ဈေးသွားသူကသွားနဲ့ဒီလောက်နုံနုံဆော့ဆော့လုတ်ခဲကြရတာကလားခမညာအခုတော့ဘယ်အသေးတိုက်တဲမလဲ တမဲမဲအတွက်ကြွေးချင်တဲ့လူကအများကားကိုလည်းခေါ်ချင်တဲ့သူတွေတူးနေသေးကျွန်တော်လဲဂုံလဲမပြတ်ဘူးပတ်စံလဲမကုန်ဘူးတနေ့တကြအများဆုံးဂုံတာပေါ့ဗျာကျွန်တော်တို့မှန်တာပြောရရင်ရွေးကောက်ပွဲစီရိတ်တနေ့တည်းကြည်တာပဲခမရတို့လည်းအချင်းချင်းမို့ပြောရအောင်မယ်ကြွေးဆိုတာလဲတနေ့ကောင်မှဆက်ရတယ်ဗျာစင်းစစ်တော့ဘယ်သူမှကောင်းအောင်လုပ်ကြတာမဟုတ်တော့အများမူးခါရီတောက်တယ်လို့တောက်ကြရတာပေါ့ဗျာ ၎င်းတို့ကထိုသူပြောဆိုနေကြရင်ကာပြားရဲ့မျက်နှာကိုလှမ်း၍ကြည့်ကြတယ်။ကာပြားမှာ၎င်းတို့အားဂယုစိုက်ပုံမရ။စာအုပ်ကြီးတအုပ်နှင့်မျက်နှာကက်ခါစာကြည့်ရင်းလိုက်ပါလာတယ်။မိရထားကြီးကတကြုံကြုံတကြောင်ကြောင်နဲ့ပကူးပူရာထွက်၍လာတယ်။ဒိုင်ဥပူရာလွန်ပြီးနောက်မကြမီပင် ပြွန်တန်စာပူရာတို့ဆိုက်ရက်လေတယ်။ထိုပူရာတွင်အချင်းအတော်ကြာဆိုက်ရက်လေရာအမတ်သုံးဦးလဲ ရှက်လက်တူကိုစီဝုခါကပတ်တွင်၆လုံးပြူးများချိတ်လျက်ပြုံတန်းစာစားပွဲခန်းသို့ဆင်းရန်ပြင်ဆင်ကြလေတယ်။ဘူကာပြားအားအင်္ဂလိပ်စာတပ်အမတ်က My dear Mr. We go to station hotel. Please look our property man. Thank you. ဘူကာပြားလည်းကောင်းနှိပ်ပြလိုက်တယ်။ထိုသူကပင် ကျုပ်တို့ဘူရာစားပွဲခန်းသွားမယ်။ပစ္စည်းတွေကြည့်ထားလိုက်ပါလို့သူ့ကိုမှားခဲ့တယ်ဟုဆိုကာဆင်းသွားကြလေတယ်။ ဆယ်မိနစ်ခန့်ကြာလျှင်သုံးယောက်သားတရင်တရိုင်နှင့်ပြန်တက်လာက ထမင်းတဲ့ချမ်းမှကိုပစံနဲ့ကိုဝယ်၍စားကြတယ်။ You will eat dinner, Mr. ညစာစားပါဦးမလား။ကာပြားက No thank you ဟုပြောကစားကြည့်မြဲကြည့်နေတယ်။ I say ဝေစုပေးကြဗျာ။အားလုံးရှစ်ချက်ကိုပဲကုန်ခဲ့တယ်။ခမားကဒါရိုက်တာမဟုတ်ဘူးလား။မဆိုင်တာဗျာ။ကိုစီပေါ်ကိုရှာစားနေကြတာ။ ။စောင်းဘွဲခန်းနဲ့သာလူမြင်မကောင်းလို့ကျွန်တော်ကဆယ်နံထုတ်ပေးခဲ့တာ။ရှစ်ချက်ခွဲမဟုတ်လား။တစ်ချက်ခွဲအန်တာမြင်ပါတယ်။အိုးပန်းကားဆွဲတဲ့ကောင်ကလေးတစ်ပေးရသေးတာကရော။ဒါဖြစ်ရင်ခမားကိုနှစ်ချက်ခွဲစီပေးနိုင်မယ်။ဟိုဝီစကီတစ်ခွက်ကခမားဘာသာပိုတော့ခဲ့တယ်ဟာပဲ။ပစံအိတ်ထဲကအတွက်ကြထုတ်ပေးရင်ထမင်းဆက်စားကြလေတယ်။ဖက်ရွက်များကိုတွဲပြီးသူပစ်ချခဲ့ပြီးနောက် အိမ်သာခန်းသို့ဝင်ကြကလက်များဆေးကြလေတယ်။အရက်ဘီယာများမူးနေကြပြီဖြစ်၍ထန်းရီမူကျွဲခူးပေါ်ဟူ၏သို့ရန်ကုန်အကြောင်းစမြုပ်ပြန်၍နေကြတယ်။အိုက်စေကိုခင်၏ခမားချစ်စနိုးတင်ကြီးကိုမလွမ်းဘူးလား။လွမ်းတာပေါ့ဗျာ။ကောင်မလေးကချစ်စရာကလေးအပြောကလည်းလိမ်မာဘီယာပလင်းကိုကင်ပြီးကော်ဖီကိုနူလေးဖြော်ပေးမယ်နဲ့ကိုကလေးရင်းရံလာတာမြင်မြင်နေတာပဲ။ဒီဟိုတယ်များလဲ ဒီကောင်မလေးကြောင့်လူစီနေတာပဲ။ကိုလုံးကိုပေါက်ကလည်းအတော်တောင့်တာဗျာ။ကျွန်တော်ကတော့ဟိုဘက်ကရွှေသွားခင်ညွန့်ကိုသဘောအကျဆုံးပဲ။ဖက်တီကြီးဣဆက်ဆက်နဲ့ကိုတော့ခုနမိုင်လုံးကအရွှေကိုသဘောကျတာပဲ။သိတ်ချော်တဲ့ကောင်မလေးပဲဗျာ။အမကလည်းကောင်းကောင်းကဲကဲတော်စကားတော်ပြောက်တဲ့ဒါရီပြောမနေကြနဲ့။ကုမျိုးပြန်ရောက်ရင်အစီအဝေးမှာဘာလုပ်ခဲ့တယ်ဘာပြောခဲ့တယ်ဆိုတာတွေ ြန်ပြီးဖြီးကြရအောင်မယ်ဆရာ။သုံးဦးသားမှာရှာများလေးလျက်မြေတောင်ဆင်း၍လာကြတယ်။အင်္ဂလိပ်စကားတပ်အမတ်ကကပြားအား Where you sleep now Mr. Abordown ကျွန်တော်အပေါ်ထပ်မှာအိတ်တာပေါ့။ကပြားကပြန်ပြောတယ်။မကြမီပင်ဦးချက်မုန်းနဲ့ဦးတိန်ပုတ်တို့ကအောက်ထပ်တွင်အိတ်ကြပြီးကပြားနဲ့ဦးခင်အေးမှာအပေါ်ထပ်တွင်အိတ်ကြတယ်။ဦးချက်မုန်းက မျက်လုံးကြောင်နေသဖြင့်နေရာမှထကသူ့ရဲ့သားကလေးအဖို့ဝဲခဲ့သောသုံးပိန်းစပိန်းကလေးကိုကင်မြောက်ကြည့်နေတယ်။တဖန်သူ့ရဲ့တရေတတားကြီးကိုဖွင့်ကသမီးကလေးဖို့ဝဲခဲ့သော အင်ဂျီလုံးကြီးများနဲ့ဇနီးတဲ့အတွက်ဘန်ကောက်စင်းမဲထိုဘရကိုဘရုံမာပိတ်အုံများကိုဖြန့်၍ကြည့်ရှုရင်းအိမ်ပြန်လှပြီဟု သူ့ရဲ့မျက်နှာက ပြုံးရွှင်၍နေတယ်။ပန်းဒီချင်းကြီးကိမ်မုံတတားများကိုလည်း မ၍ကြည်ရှုပြီး အရှိကြောင်းစရာတော်အားတွားရောက်လှူဒန်းကဘုံတော်ကြီးပြုံ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 းနှင့်ပီတိဖြစ်နေမိကို သူစိတ်ထင်နေတယ်။အခြားနှစ်ယောက်ရဲ့ပစ္စည်းများမှလည်းဦးကျက်မွန်ပစ္စည်းထက်နည်းပါးမီမဟုတ်တစ်နှစ်တွင်နှစ်ကြိမ်အစည်းအဝေးတရသည့်အနက်တစ်ကြိမ်တစ်ကြိမ်တွင်တာမရတို့မဲဆွေပြီးသောမိတ်ဆွေများတို့လက်ဆောင်လက်နာဝဲချမ်းသွားရသည်မှာ၎င်းတို့အလုပ်ပင်ဦးကျမွန်ကတွဲအတွင် တောင်မြောက်၄ပါးကိုကြည်လျက်ရှဲအင်းကြီးအတွင်းအိမ်မှာအထုတ်တထုတ်ကိုထုတ်ယူကာဖြည့်ကြည့်ရေတွက်နေတယ်။ယာတန်၁၀တန်၅၀တန်ငွေဆက်ကို၃00ကျော်ပိုးရှိသဖြင့်ပြုံးလိုက်ကာအိမ်အတွင်းသို့ပြန်ထဲလိုက်တယ်။အပြင်ခြေသီးများကိုတေးကြစွာတက်ပြီးအိမ်ယာပေါ်တွင်လှဲလိုက်လေတယ်။၎င်းတို့မှာဘေးယာ၃လေးလုံးနဲ့အရက်အနှင်းငယ်စီတောက်လာကြတော့လေ။တပိတ်ဝင်အိမ်ဝင်ပိုက်လာကြသောငွေများအတွက် စိတ်နှလုံးခြောက်ချနေတဲ့ဖြင့်ကောင်းစွာအိမ်မပျော်ကြဥတိန်ဘောက်ကအိယာမနိုး၍အနည်းရှိလူကိုလှမ်းကြည့်လိုက်ရာဥချက်မုံမှာ စီဂရက်ခဲလျက်မျက်လုံးဖွင့်နေတယ်။ဥတိန်ဘောက်ကဥချက်မုံအားမတင်ငါသလိုဖြစ်ပြီးသူ့ရဲ့ခါးထဲကအထုပ်ကိုစမ်းကြည့်တယ်။ခုံးလို့ခုလူစမ်းမိမှ စိတ်အေးသွားဟန်တူတယ်။ထို့အတူဥခင်အေးကအောက်ထပ်သို့ငုံကြည့်လိုက်ရာ နှစ်ယောက်စလုံးနိုးနေကြသဖြင့်အပေါ်မှဆင်းလာပြီးသူ့ရဲ့အတွင်းအိတ်ကိုစမ်းကြည့်တယ်။တရေတစ်တာကြီးကိုဖွင့်လာဝယ်လာသောပစ္စည်းများကိုဖွင့်ကြည့်တယ်။သုံးယောက်စလုံးအိတ်ပြောရန်မဖြစ်သေးဘူးဗျာ။စိတ်မချရဘူး။တွေ့သွားမှဆိုးရတယ်။ပိစာမရှိပါဘူး။ကျွန်တော်မအိတ်ပဲနေနိုင်ပါရဲ့ခမ ्या ။ခါတယ်လေခြောက်လုံးပြူနေပဲဟာ။ခမ ्या ကပဲအိတ်ပြောမလဲ။တင်းကြီးကိုလွမ်းလို့မဟုတ်လား။ ဘူကာပြားကထိုသုံးယောက်စကားတန်ကြမှနူလာဟန်နှင့်နေရမထခါအောက်သို့ဆင်းလေတယ်။တဖန်အင်သာသို့သွားလေတယ်။ရေပြုံမှရေကြတန်ကို အပြင်ကသုံးယောက်ကြားရလေတယ်။အချိန်မှာ၁၇နာရီကျော်နေပြီ။ကာပြားကတရေတတာကိုဖွင့်ကတစုံတရာကိုဖန်ခွက်တွင်ထည့်ကဆိုတာနှင့်စပ်ပြီးတောင်းနေတယ်။ဦးချက်မွန်လဲလှမ်း၍ကြည်နေမိတယ်။ကာပြားကတောက်ကြပါအောင်လားဟု Johnny Walker ကုတ်ပလင်းကိုထောင်ရွေးပြတယ်။အလကားအရတောင်းနေကြဖြစ်သဖြင့်အဖိုးတန် Johnny Walker ပလင်းကိုတရေချာသောမျက်လုံးဖြင့်လှမ်း၍ကြည့်တယ်။ကာပြားရဲ့တစ်တာရဲ့၌က Johnny Walker အပြည့်တလုံးလက်လေးလုံးခန့်ဖွင့်ပြီးတလုံးပေါပောင်ချောက်အသင်စားရန်ကြော်ပြီးအထောက်ကြီးနှင့် ဖန်ကွက်တလုံးဆိုတာသုံးလုံးပေါ်ထွက်လာလေတယ်။လက်လေးလုံးခန့်မှာ Johnny Walker နဲ့ရောထားသော နာဂုတ်တင်ခေါ်အိပ်ပျော်စေးတဲ့ဆေးများနဲ့စိုက်၍ထားပြီးဖြစ်တယ်။ကာပြားကမြည်၍မြည်မြတိုက်လျင်မြည်ကဲ့သို့ခန္ဓာကိုယ်အတွက် နိုင်မြည်မြကြသောအိပ်ပျော်မြည်ကိုခံမှန်းနေတယ်။မကြာမီလေးယောက်မျက်နှာချင်းဆိုင်ကပေါပောင်ကြောက်စာရင်တောက်၍နေကြတယ်။ပလင်းအဖုံးပြည့်၍တဝက်ခန့်ကုံသောအခါတတိကောင်းသောဦးကျက်မွန်းကတော်ပြီဟု လက်ကလဲပြခေါင်းလဲရမ်း wisdom Thank you very much, mister. ဟုဆိုကအေယာပေါ်တွင်ပလက်လဲကျသွားလေတယ်။အခြားနှစ်ဦးမှလည်းမြတောင်ဆင်းလျက်ဥခင်အေအားအပေါ်သို့မတက်နိုင်ပဲဦးတိန်ပုတ်နှင့်တယောက်လေပင်တယောက်ဖက်က အိပ်ဖြော်သွားကြလေတယ်။အကြံနှင့်လိုက်ပါလာသောပိုကာပြားတဦးသာ မအိပ်ဖဲနေနိုင်လေတယ်။မိရထားကြီးကမှောင်တဲတွင်တပွုံဝုံတချောင်းချောင်းနှင့် ခုံမောင်းပြေလွှားနေတယ်။ခရီးသည်များမှာ နီးရာတကားများပိတ်၍အိမ်နေကြသဖြင့်မိရထားတဝိုက်တွင်မဲမှောင်၍နေတယ်။ကာပြားရဲ့အလုကားပစ္စည်းများကိုစင်ရဲသားဝါဒအတိုင်းထိုက်သူယူရန်ဝေချမ်းပေးရမည်ဖြစ်တယ်။သူကအမတ်များရဲ့တော့ခတ်ထားသောတရေတ္တာကြီးများကိုအိပ်ဖြော်နေသူများထဲမှတော့ကိုနှံ့ယူကဖွင့်ကြည့်ပြီးလျှင် လုံကြီးအင်းကြီးပေါန်လာဘူးအသေးအဖွဲများပါအပြင်သို့ထုတ်ယူလိုက်လေတယ်။ တင်ကူးကြံစီထားသည့်အတိုင်းထိုက်သူယူကြလို့ဟုစလုံးကြီးများနှင့်ပုံနှိပ်ထားသောတထွာခန့်ဆက်ကူရွက်တရာခန့်ကို သူရဲ့တရေတတာတွေကထုတ်ယူပြီးလျင်ပစ္စည်းတစ်ခုမိရထားပြီးမှပြစ်ချတိုင်းထိုဆရွက်များကိုကျဲ၍လွတ်လိုက်တယ်။မိနစ်20အတွင်းအမတ်များရဲ့ပစ္စည်းများကုန်သလောက်ဖြစ်၍သွားစဉ်ဘူရာတစ်ခုသို့ဆိုက်ရက်သဖြင့်ခဏမျှရန်နာနေကြတယ်။ရထားထွက်လျင် အသေးကဲ့သို့အိမ်ပြောင်းနေသောအမတ်များအားနေရာလွတ်များတွင်ပွေချပြီးလျှင်အိယာခင်းခေါင်းအောင်ဆောင်စသည်တို့ကို ပြစ်ချပြန်လေတယ်။အမတ်များရဲ့အတွင်းအိမ်များမှနှံ့၍ရှာဖွေသောအခါစုစုပေါင်းငွေ9000ကျော်ရရှိလေတယ်။ကာပြားကခြောင်လုံးပြူသုံးသက်သာလျှင် သူ့ရဲ့ခါတဲ့သို့ထည့်ထားပြီး အမတ်များရဲ့ခါကပေါင်းပြီးလုံခွေးများကို ချွတ်ယူပြန်လေတယ်။ အားလုံးဗရင်ပေါင်းမှ ထိုက်သူယူကြတော့ဟူသောစာများနှင့်ဆွေလျက်ပြစ်ချနေရာ အမတ်များတွင်ရက်လက်တို့ခါရင်အဝတ်မရှိအရှက်အကြောင်မလုံတလုံနှင့်အိပ်ပျော်လျက်ပင်ရှိကြလေတယ်။မိယထားကြီးကတာစီဘူရာတို့ဆိုက်ရက်ပြန်လေတယ်။ရှင်မျိုးဘက်ကတွေ့လျင် အခြေအနေဆိုးမြီကြောင့်အတွင်းကတကားအကုန်ပိတ်လျက်မိမှိတ်၍ထားလေတယ်။တာစီဘူရာကထွက်လျင်ထွက်ချင်းကာပြားက မိပြန်ဖွင့်လျက်သုံးဥသားရဲ့နှာဝါသို့လက်ကင်ပဝါဖြင့်တစုံတရာကို အနံ့ပေးနေရာ ကိုလက်လှောရှားတန်းဝေကြပြီးလျင်နိုးရွေလာကြလေတယ်။သုံးဥစလုံးပင်ပစ္စည်းတွေမရှိခါရင်အဝတ်မရှိနှင့် ပြာပြာတလဲဖြစ်၍နေကြတယ်။ကာပြားက၎င်းတို့အာကြည့်ကဟဟပပရှင်မောနေတယ်။ကျုပ်စောရတပြင်းခမားတို့မကောင်းတာခမားတို့အသီးဆုံးပဲ။ အခုကျုပ်ယူထားတဲ့ငွေဟာခမည်းတော်ရဲ့မဲရောင်ရတဲ့ငွေတွေပဲကျုပ်သုံးစားဖို့မဟုတ်ဘူးခမည်းတော်လည်းကစင်ရဲသားတွေကို ဝေပေးဖို့ပဲအမတ်နှစ်ဦးမှာသူရိယာမဂဇင်းလဲမကြည့်သတင်းစာလဲမကြည့်သဖြင့်တပြင်းအကြောင်းမသိပါသွားသောငွေနှင့်ပစ္စည်းအတွက်နှမျောလာသဖြင့်ရိုက်မောင်းပုံမောင်းလုံမီဟန့်ပြင်ရာတပြင်းအကြောင်းကြားဘူးသောဦးကျက်မွန်းကဟန်တာထားရလေတယ်တဖန်မျက်နှာသေးကလေးဖြင့် ဆုံးတာတော့ဆုံးပါစီတော့ဗျာတရင်စားရဲမပါအောင်တော့တစိုက်တီးခံစေချင်ပါတယ်စိတ်ချစိတ်ချတာဟာပထမအကြိမ်တိတ်တိတ်ပုံ ဆုံးမှတာပဲနောက်တစ်ခါဆိုရင်နှစ်ဖူးစာရန်ထိုးဆုံးမှမယ်အမတ်သုံးဦးကတဦးမျက်နှာတဦးကြည့်ကလောင်အိမ်အတွင်းကမြောက်ကလေးများပေါ်မှာဖြစ်နေရှာတယ်ခြောက်လုံးပြူးလေးပြီးတော့ပြေးခဲ့ပါအောင်ဗျာခမည်းတော်ဝယ်နိုင်သားပဲဒါဟာအတုံးချရအောင်မယ် ဲကဲခမရုံနဲ့စကားပြောလို့မဖြစ်သေးဘူးအချိန်နှီးပြီမိရထားတွဲပေးတို့ထွက်ကခုံစင်းနေရှိခဲ့လေတယ်ရန်ကုန်မန္တလေးကားလမ်းမှ အသင့်ရဆောင်နေသော ကားတစ်စီးကလေတေးနှင့်ချုံ၍လာသောဘိုးကားပြားတစ်ယောက်ကို တင်၍လာကတနာယီမိုင်40ကျော်နှုန်းဖြင့်မောင်းနှင်ထွက်ခွာသွားလေတယ်အမတ်သုံးဦးကတဦးမျက်နှာတဦးကြည့်ရင်းချက်သေးသေးနေတယ်စိတ်မခိုင်သောဦးတိန်ဘုတ်က မျက်နှာကိုလက်ဝါးဖြင့်အုပ်၍ရှက်လှချီရဲ့ဟုအတန်ထွက်ငိုတော့ရာ ရှက်အင်းကြီးအောက်စသည် ဖွားဘတ်တော်ကို မလုံတလုံကာကွယ်၍နေရှာလေတော့တယ်။သူရိယာမဂဇင်းဂျွန်လ1940ခုနှစ်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။